တပေါင်းလားပြည့်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အကြောင်းသိကောင်းစေရမြာတပေါင်းလားပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အထိမ့်မှအဖြစ်ကျင်းပရခြင်းမှာထိုနေ့တွင်ကာလူဒါယီမထေကကပိလိုနေပြည်တော်သို့ကြွရောက်တော်မူရန်ခြောက်သားသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါသည်ထိုအချိန်ကမြတ်စွာဘုရားသည်ဒါစကြိုပြီး ဝေလူဝန်ကျောင်းတော်၌တည်င်းသုံးနေထိုင်ကာအင်္ဂအတိုင်းသားနှင့်မကရအတိုင်းသားများကိုတရားရည်အေးတိုက်ကျွေးလျက်ရှိပါသည်ထိုတည်င်းကိုခမည်းတော်တုတ်တော်ဒနာမင်းကြီးကြားသိရာခေါင်းဆောင်အမတ်ဆယ်ဦးတို့ကို နောက်ပါအချံရန်တထောင်စီဖြင့်ဆယ်ကျင်းခွဲကာမြတ်စွာဘုရားကိုပြင်ရန်ရာဇေကျူတို့ဆေလွတ်လိုက်ပါသည်နောက်ဆုံးအတုတ်ကို ကာလူဓာယီအမတ်ကြီးကခေါင်းဆောင်၍တွားရပါသည်မြတ်စွာဘုရားနှင့်တွေ့၍တရားနာရသောအခါကပိလောသို့မပြန်ကြတော့ဘဲဘုရားပင်တွားသူအာလုံးတယောက်မကြံသာသနာပေါင်းသို့ဝင်ရောက်ပြီးအေဟိဘိက္ခုယဟန်တွေချီဖြစ်ကုန်ကြပါသည်ယဟန်သာဖြစ်ပြီးနောက်ကာလူဓာယီမထေကတပေါင်းလာ၏တာယာဘုံကူဂါထာပေါင်း 64ကာရာတည်ကုန်း၍ခမီးတော်ဤယေຊုကိုတည်တော်အားဖြင့်ဖွာရာဇာတိကပိလဝုနေပြည်တော်သို့ကြွချင်းတမ်းပြီးဖြစ်ကြောင်းလျှောက်ထားလေသည်အင်္ဂာရိနောဓာနိထုမာတတံတိဇလေတိနောစရဏံဝိပဟာယတေအစီမံတော်ဝပပတယံတိတမယောမဟာဝီရအင်္ဂီရတာနံကျေးဇူးငါးပုံ ကောင်းချင်းကုံနှင့်ပြည့်စုံထင်ရှားရှင်ပင်မြတ်ဖျားဆောင်းကိုလွန်မြောက်ဝေဥပေါ့သို့ရောက်လက်တုံလာယခုအခါ၌တခေကူးပြောင်းတစ်ပင်အပေါင်းတို့သည်ရှေးကြမြင့်ညောင်းအရွက်ဟောင်း